မရှိသေးတဲ့ပုံမှားတွေကိုထပ်ထည့်လို့ရှိရင်ဘယ်ပုံစံနဲ့လုပ်ရမလဲဆိုတာကိုသတ်မှတ်ချက်မရှိတဲ့အတွေ့ကျွန်တော်တို့ကထိရောက်ဥပဒေကိုပြင်မယ်ဆိုရင်လွယ်လွယ်လေးပဲဘာလို့လဲဆိုတော့အဲ့ဒါကြတော့သတ်မှတ်ချက်ပြီးကြဥပဒေသတ်မှတ်ချက်မရှိတဲ့အတွေ့စီရင်ထုံးနဲ့ပဲသွားမယ်သူ့ရဲ့ရှိတဲ့ထုံးနှံစင်တာစီရင်ထုံးနဲ့ပဲသွားရင်လုံးဝမရှိသေးတဲ့ပုံမှားကိုပြင်ရင်ဘာနဲ့ပြင်လဲနိုင်ငံတော်အေဂျင်တာရဲ့လိုခွင့်ပြုရေးကောင်စီလက်ထက်မှာလုံးဝမရှိသေးတဲ့ပုံမှားတွေအဲ့ဒီပုံမှားတွေအကုန်လုံးအခြေခံဥပဒေတစ်ခုလုံးကိုလူလူဆန္ဒခံယူပွဲနဲ့ပဲပြင်သွားတာ တော့ NLD အစိုးရသာအစိုးရပါဝမယ်နော်ဥပဒေပါဝမယ်ဆိုလို့ရှိရင်ရှိထားပြီးသားအခြေခံဥပဒေကိုပြင်ကြမလို့ဘူးမရှိသေးတဲ့ပုံမှန်တွေအသစ်ထက်ထည့်ရင်လူလူဆန္ဒခံယူပွဲနဲ့ပဲလုပ်မယ်အဲ့ဒါနိုင်ရကအစိုးရလက်ထက်တုန်းကလုပ်ခဲ့တဲ့စီရင်ထုံးအတိုင်းပဲလူလူဆန္ဒခံယူပွဲနဲ့တုန်းကဆိုသူတို့မှလည်းလူလူဆန္ဒကိုစီးရုံနဲ့အင်အားရှိတာပဲရှိထားပြီးသားအခြေခံဥပဒေကိုမပြင်နဲ့ပေါ့အသစ်ထက်ထည့်လို့ရှိရင်လုပ်လို့ရတယ်ခုနောက်ပိုင်းရွေးကောက်တင်မြောက်ခံမဲ့ကိုယ်စားလှယ်လောင်းနေဟာ အ ਨੇ ဆုံးတော့ဘလိုမျိုးအရေးချင်းတွေဖြစ်တင်လဲဘလိုမျိုးဟိုပေါ့ဟိုအတွေးခေါ်တွေအရေးချင်းတွေပြည့်စုံနေတယ်ဘလိုမျိုးဖြစ်တင်လဲဆိုတော့အမြင်မျိုးလေးရောရှိပါလားခင်ဗျအဲ့ဒါရွေးကောက်တဲ့မြောက်ခံမဲ့လူတွေရဲ့သူတို့ရဲ့လားရနဲ့သူတို့ဒီဆောက်တဲ့ဟိုပါပေါ့နော် power base ပေါ့သူတို့ရဲ့အခြေခံဘလိုပဲဟိုမြင်ကြည့်ပြသူကြတော့လေရွေးကောက်ပွဲမှာရွေးကောက်ပွဲရမုံရဖို့အတွက်နော်ကိုယ့်ရဲ့အနောက်ကဟို budget ကိုခိုင်မာဖို့လုပ်ဖို့ဆိုလို့ရှိရင်နော်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ခိုင်ခိုင်မာမာပေါင်းရမယ်ဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးစီးပွားတူမြအောင်စီးရုံနိုင်တဲ့လူဖြစ်အောင်လုပ်ရမယ်။ဒါမှမဟုတ်လို့ရှိရင်လည်းလူထုကိုဟိုအာဝဇန်ရွှေရွှေနဲ့လုပ်မယ်ဟာဆိုရင်လည်းပြောနိုင်ရမယ်။တကယ်လို့ပြောတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဟိုဟာပေါ့။သူမေးတိုင်းလည်းဖြေစရာမလိုဘူး။သူမေးတဲ့မေးခွန်းမှာကိုကောက်ချင်တဲ့ဟာလေးလုံးကောက်ကောက်ပြီးတော့ပြောတတ်တဲ့လူကနိုင်ငံကြီးကတော့မဟုတ်ဘူး။ကျွန်တော်တို့ဘဝဒီမှာဟိုပထမဦးဆုံးဟိုကျွန်တော်ရဲဘော်သုံးချိန်ပဲသိကြတာဘူး။ရဲဘော်သုံးချိန်သွားပြီးတမတော်ကြီးဖွဲ့ဖို့ကိစ္စပါဘော။ ်ဘာလို့အကုန်လုံးကိုစီစဉ်ခဲ့တယ်ဗမာထွက်ရပိုင်းကောင်းတော်ကြီးနိုင်ငံဝင်လည်းအင်္ဂလိပ်လက်အောက်မှာလည်းနိုင်ငံဝင်လုခဲ့တယ်ဂျပန်လက်အောက်မှာလည်းအဒီပီဒီလုခဲ့တယ်ဒေါက်တာဘတ်မော်ဆိုရင်ဘလောက်တော်လဲဆိုတော့တချို့နေပြီးသွားတယ်ဒေါက်တာဘတ်မော်ဟူဘာပြောလဲဆိုတော့အကြီးချင်းအပြောလို့မရတော့ဒေါက်တာဘတ်မော်ကြီးကအစိုးရဖွဲ့သွားလို့ရှိရင်မတို့နိုင်ငံမှာတာသနာတော်ညှို့နှဲ့မယ်ဒေါက်တာဘတ်မော်ခရိယန်ကြီးဒေါက်တာဘတ်မော်ခရိယန်မို့လို့မင်းမပေးပါနဲ့ဆိုဒေါက်တာဘတ်မော်ရဲ့အသက်ခံတွေကပြောတယ်အဲ့တော့အဲ့ဒီအချိန်မှာဒေါက်တာဘတ်မော် ဟိုမေးကြတယ်နိုင်ယုံမင်းကြီးကခရိယံလို့ပြောနေတယ်ဟုတ်ပါလားပြောတဲ့ခါမှာ तू ကမဟုတ်ဘူးကျွန်တော်ကဗုဒ္ဓဘာသာပဲဟဲ့လားကျွန်တော်အကိုဒေါက်တာဘတ်ဟန်ကပဲခရိယံမှာလို့ပြောလိုက်ရင်လေခရိယံကြီးရဲ့မဲကို तू ကဟိုဖယ်ထုတ်လိုက်လို့ဖြစ်သွားမယ်မဟုတ်ပါဘူးလေညင်းလို့ကခက်ဟုတ်ပါတယ်လို့သွားပြောရင်လေဗုဒ္ဓဘာသာရဲ့မဲကိုညင်းသွားလို့ဆိုဒေါက်တာဘတ်မောင်ကအများကြီးမစင်စားဘူး။ဘာပြောလဲဆိုတော့အားလုံးရှိမှလာမေးတဲ့လူခင်ဗျားတို့ဒေါက်တာဘတ်မောင်ကိုခရိယံလို့ပြောရတဲ့လူကြီးကြီးရှိရင်ကျွန်တော် အဲ့ပြောခဲ့တဲ့လူမျိုးခေါ်လိုက်စမ်းပါဗျာအဲ့လူတွေရှေ့မှာကျွန်တော်ရှေ့ကျွန်းနောက်ကျွန်းတခါထူပြလိုက်ခြင်းနေတယ်ပြောလိုက်တော့အားလုံးကသဘောကျပြီတခုတည်းပါဟုတ်တယ်လည်းမပြောဘူးမဟုတ်ဘူးလည်းမပြောဘူးလာလိုက်စမ်းမှာအဲ့ဒီလူတွေချိန်မှာကျွန်တော်ရှေ့ကျွန်းနောက်ကျွန်းထိုးပြလိုက်စမ်းမှာဆိုအဲ့ဒီလူပြောတတ်တယ်အဲ့ဒီလူပြောတတ်တဲ့လူမျိုးတွေကျွန်တော်တို့စီမှာကမရှိတော့နိုင်ငံရေးမှာတော့အဲ့လိုပေါ့နော်ဟိုနိုင်ငံရေးဝန်စာနိုင်ငံရေးဘာဝပြီအဲ့လိုလုတ်တက်ကြိုင်တတ်တဲ့လူမျိုးကတော့မများပေါ်လာဘူးလူသေးတယ်မျိုးမှာ ဟုတ်ကဲ့အဲ့တော့နောက်ထပ်မိန့်ခွန်းတစ်ခုပေါ့လေဒါလည်းတော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်တစ်ခုပေါ့အထူးသဖြင့်တော့ဒီလူခောက်ပွဲဝင်မဲ့နိုင်ငံရေးသမားတွေဒီပေါ်ကနေပြီးတော့အတွေးအမြင်လေးထပ်ရမယ်ဆိုရင်ကျွန်တော်တို့အများကြီးအကျိုးဖြစ်ပါပါအဲ့တော့တော်တော်များများပေါ့ခုရုပ်ောက်ပွဲလည်းလုတော့မယ်လွတ်တော်လည်းပေါ်လာမယ်ဆိုတော့တချို့သောကိုယ်စားလှယ်လောင်းတွေကဒီရုပ်ောက်ပွဲပြီးသွားရင်လွတ်တော်တွေရောက်တဲ့အချိန်မှာခုနအခြေခံဥပဒေပြင်ဆင်ရေးတို့ဘာလို့ဆိုပြီးတော့တော်တော်လေးဟိုပြောလာကြတဲ့အပိုင်းတွေရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအပြင်မှာလည်းခုနဟိုဝေဘန်နာတွေတုံးတက်တာတွေချွေးနေတာတွေပုံစံမျိုးစုံရှိတယ်ပေါ့လေအဲ့တော့ ်ခြေအောက်ရပြင်ဆင်ရေးနဲ့ပတ်သက်လို့ကိုကိုင်းနေဝင်းရဲ့အမြင်သဘောထားလေးသိကြပါမယ်ခင်ဗျကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့အခြေခံဥပဒေကိုပြင်ဆင်ဖို့ဆိုလို့ရှိရင်တော့ဒီအခြေခံဥပဒေထဲမှာပါတဲ့အခန်း၁၂အရာပြင်ဆင်ရမှာပေါ့လေဒါပေမဲ့ဒီခြေခံဥပဒေစတင်ကျင့်သုံးကြတဲ့ကအခုချိန်ဒီကိုဒီဇိုင်းမှတ်မှတ်ခြေခံဥပဒေကိုပြင်ဆင်ဖို့ပြောနေတယ်ဆိုတဲ့အဟာကအချက်ကသုံးခုရှိနေတယ်တစ်ခုကကြာရင်58စာလုံးကင်မရာဖြစ်တဲ့ရည်ချင်းကိုပြင်ဖို့ဆိုပြီးတော့တွန်းတက်တက်ပြောကြတာရှိတယ် နောက်တစ်ခုကကြာလို့ရှိရင်ကြတော့တမရော်သား25ရာခိုင်နှုန်းပါဝင်အောင်ဆွချဖို့ဆိုပြောတာရှိတယ်။နောက်ဆုံးတစ်ခုကကြာလို့ရှိရင်တော့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့အစိုးရဝင်းကျုပ်တွေရွေးချယ်တာကိုတမရအခမ်းအနားမှုဖြစ်နေဒီပြည်နယ်နဲ့တိုင်းလွှတ်တော်တွေကခန့်နေဟာဆိုပြောခဲ့တာရှိတယ်။အဲ့ဒီအထက်ထဲမှာတကယ်တမ်းအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေချမ်းအနေနဲ့ဖြစ်ဖြစ်မြောက်မြောက်တင်ခဲ့တာဆိုလို့နံပါတ်3ချက်ဖြစ်တဲ့ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်ဝင်းကျုပ်တွေကိုဟိုဟာပြည်နယ်နဲ့တိုင်းလွှတ်တော်တွေကနေတင်မြောက်ဖို့ဆိုတာပဲဒီဥစ္စာကို တို့ကနိုင်ငံရေးပါတီတွေကနေတင်တာမဟုတ်ဘူးတမရောကနေဥဆောင်ပြီးတော့ကမခဲ့တာတင်ခဲ့တာအဲ့တော့အခြေခံဥပဒေပြင်ဆင်ရေးမှာကအဲ့ဒီနေရာမှာကြည့်လို့ရှိရင်တော့တမရောနဲ့တိုင်းသားဖွဲ့စည်းတွေတိုင်းသားပါတီတွေတသားတည်းကြခဲ့တယ်သို့တော့အဲ့ဒီအချိန်မှာ NLD အစိုးရဟာလွှတ်တော်ထဲမှာဥစည်းဥဆောင်တွေ့ထားတဲ့အတွက်ကြောင့်မလို့ပါဘူးမလုံနိုင်ခဲ့ဘူးတစ်ဖက်ကပြန်ကြည့်တော့ NLD အစိုးရနဲ့ NLD ဘက်ကယက်တီခဲ့တဲ့လူတွေကကျတော့တမရအရင်ချင်းသတ်မှတ်ထားတဲ့ဟာနဲ့နောက်တစ်ခု ဒီ25ရာခိုင်နှုန်းပါဖို့အတွက်ကိုပြင်ဆင်မှုတင်နေဟာမှာလည်းပဲတမရောသားနဲ့တမရောဘက်ကရပ်တည်တဲ့ပါတီတွေရဲ့တောက်ခံမှုမရရလို့မပြင်ဆင်နိုင်ခဲ့ဘူးဒါပဲပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါကပြင်ပြင်ဆင်မှုအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးဖြစ်ခဲ့တယ်တမန်ညောင်းပေါ့ကဲတမန်ညောင်းကိုထားတော့အဲ့တော့ပြင်ဆင်တဲ့နေရာမှာဆိုရင်လေကျွန်တော်တို့နိုင်ငံအခြေခံဥပဒေဟာပြင်ဆင်မှုခက်ခဲတယ်ဆိုတော့အမှန်နဲ့ဒါပေမဲ့ပြင်တဲ့လောက်ကြည့်တော့ခက်ခဲနေတာမဟုတ်ဘူးဘာလို့ခက်ခဲနေတာမဟုတ်လဲဆိုတော့ ဟိုအာမနာရဲ့ပုဂ္ဂိုလ်နေနေပြောရရင်ဒီအခြေခံဥပဒေကြီးကိုရေးဆွဲခဲ့တော့အခြေခံဥပဒေရေးဆွဲရေးပေါ်မရှင်ရဲ့လက်ဟာမှုတွေကြောင့်ပဲပြင်ဆင်ရတာအရန်ဖြစ်အောင်လုပ်ခဲ့တဲ့အတွက်ကိုပဲပြင်ဆင်ရတာလွယ်သွားတယ်ဘလို့လွယ်သွားလဲဆိုတော့အခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့အခန်း၁၂မှာဆိုလို့ရှိရင်ဒီအခြေခံဥပဒေကြီးတစ်ခုလုံးနဲ့ပါပါပါတယ်အချို့အချို့ဆိုတော့ပုံမှန်တွေဆိုလို့ရှိရင်ဟိုဟာလွတ်တော်လေ95ရာခိုင်နှုန်းနဲ့ပြင်ရမယ် တချို့ချို့သောပုံမှန်တွေဆိုလို့ရှိရင်85ရာခိုင်နှုန်းထောက်ခံချက်အပြင်လူမှုဆန္ဒခိုင်ခွင့်ပွဲတွေမှာပြင်ရမယ်ဆိုပြီးတော့တတ်မှတ်ခဲ့တယ်။ဒီအခြေခံဥပဒေတွေမှာပြတ်ထန်းပြီးသောတည်ရှိနေသောပုံမှန်တွေကိုဘယ်ပုံမှန်ဆိုရင်နီးတင့်နဲ့ပြင်ဘယ်ပုံမှန်ဆိုရင်နီးနှင့်နဲ့ပြင်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒါကိုကျွန်တော်ကမြင်သာပြင်ချအောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်တိမ်ဆောက်တယ်ထားပါတော့အိမ်မှာဆိုရင်အောက်အောက်ခံကိုအုပ်နဲ့ဆောက်ထားတယ်ပေါ့နော်အောက်ခံအဲ့ဒီအပေါ်မှာဟိုဟာနဲ့ပြင်များနဲ့ တည်သားနဲ့လှုပ်ထားတယ်ဆိုရှင်အဲ့အောက်ချက်ကိုပြင်မယ်ဆိုလို့ရှိရင်တော့ဟလာတမိသားစုလုံးသဘောတူမှာပြင်းမေရောဖေရောသားတိနေတွေကိုလုံးပြင်းအိမ်အပေါ်ကတည်သားနဲ့ပြင်းတဲ့ဟာအခန်းကန့်ညင်လို့ရှိရင်တော့ညီကိုပေါင်းမားတွေဟိုသဘောတူရင်ကိုရတယ်အဖေမီပြောစရာမလိုဘူးပြောထားတာနဲ့တူတယ်အဲ့တော့ဒီအိမ်ထဲမှာဒီခြံကြီးထဲမှာနောက်ထပ်အဖေတလုံးထပ်ဆွဲပြီးတော့ထိုးမယ်ဆိုရင်ထပ်ပြီးတော့တိုးချဲ့မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်သတ်မှတ်တာချင်မရှိဘူးအဲ့လိုမရှိတာကိုအခြေခံဥပဒေရေးဆွဲခဲ့တဲ့သူတွေရဲ့ညံဖြစ်မှုကြောင့်ပဲ အဲ့တော့အခြေခံဥပဒေမှာဘယ်ဟာကို90%အကန်း900ရာခိုင်နှုန်းနဲ့ပြင်ရမယ်ဘယ်ဟာကို95%ရာခိုင်နှုန်းအပြင်လူမှုဆန္ဒခံယူခွင့်နဲ့ပြင်ရမယ်လို့ပြောတယ်မရှိသေးတဲ့ပုံမှန်တွေကိုထပ်ထည့်လို့ရှိရင်ဘယ်ပုံစံနဲ့လုပ်ရမယ်ဆိုတာကိုသတ်မှတ်ချက်မရှိတဲ့အတွက်ကျွန်တော်တို့ကအခြေခံဥပဒေကိုပြင်မယ်ဆိုရင်လွယ်လွယ်လေးပဲဘာလို့လဲဆိုတော့အဲ့ဒါကြတော့သတ်မှတ်ချက် ပြီးကြဥပဒေတတ်မှတ်ချက်မရှိတဲ့အတွက်စီရင်ထုံးနဲ့ပဲသွားမယ်။သူ့ရဲ့ရှိတဲ့ထုံးနှံစင်တာစီရင်ထုံးနဲ့ပဲသွားရင်လုံးဝမရှိသေးတဲ့ပုံမှားကိုပြင်ပါတဲ့ပြင်လေ။နိုင်ငံတော်အေဂျင်တာရဲ့ဘုံမျိုးကြီးကောင်းစီလက်ထက်မှာလုံးဝမရှိသေးတဲ့ပုံမှားလေ။အဲ့ဒီပုံမှားတွေအကုန်လုံးအခြေခံဥပဒေတစ်ခုလုံးကိုလူလူဆန္ဒခံယူပွဲနဲ့ပဲပြင်သွားတာ။အဲ့တော့ NLD အစိုးရသားအစိုးရပါဝမယ်။နော်ဥပဒေပါဝမယ်ဆိုလို့ရှိရင် ရှိထားပြီးသားအခြေခံဥပဒေကိုပြင်ကြမလို့ဘူး။မရှိသေးတဲ့ပုံမှားတွေအစ်စ်ထက်ထည့်ရင် လူလူဆန္ဒခံယူပွဲနဲ့ပဲလုပ်မယ်အဲ့ဒါနာယကအစိုးရလက်ထက်တုန်းကလုပ်ခဲ့တဲ့စီရင်ထုံးအတိုင်းပဲလူလူဆန္ဒခံယူပွဲနဲ့လုပ်မယ်ဆိုသူတို့မှလည်းလူလူဆန္ဒကိုစီးရုံနဲ့အင်အားရှိတာပဲရှိသားပြီးသားအခြေခံဥပဒေကိုမပြင်းနဲ့ပေါ့အသစ်ထပ်ထည့်လို့ရှိရင်လုပ်လို့ရတယ်ဒါကကျွန်တော်တို့ကကိုအိုးနိုင်ငံမှာရှိတဲ့စီရင်ထုံးကိုပြောတာကမ္ဘာဥပမာအနေနဲ့ပြောမယ်ဆိုရင်ဥပဒေနားလည်တယ်လို့အလုံးသိတယ် ပါကစ္စတန်နိုင်ငံရဲ့အခြေခံဥပဒေပါဆိုလို့ရှိရင်ပါကစ္စတန်ကလွတ်လပ်ရေးရတဲ့အချိန်မှသူကဝန်ကြီးချုပ်ကိုအခြေခံတဲ့အစိုးရဝန်ကြီးချုပ်ရဲ့အပေါ်မှာဘယင်ကန်ချုပ်ကဒါကဟိုပေါ့ရှင်မင်းလိုမျိုးသူကအဆောင်ကြောင်နေနဲ့ပဲရှိတာတကယ်အာဏာမရှိတဲ့ပုံစံမျိုးပဲပြောရတယ်။အဲ့ဒီကနေမှအခြေခံဥပဒေအမှတ်၄ပြင်ဆင်ချက်ကိုထုတ်တဲ့အခါမှာကမရာဦးဆောင်တဲ့အစိုးရပုံစံဖြစ်သွားတယ်။ဒါအမှတ်၄ပြင်ဆင်ချက်။အဲ့ဒီကနေမှအမှတ်၈ပြင်ဆင်ချက်နဲ့ပြန်ပြီးတော့သူကဝန်ကြီးချုပ်လုပ်တဲ့ဦးဆောင်တာဖြစ်သွားတယ်။အဲ့ဒီနှစ်ခုစလုံးဟာသူကလက်ရှိ ပါကစ္စတန်နိုင်ငံမှာကျင့်သုံးနေတယ်လွတ်လပ်ရေးအရကောင်ကပြတ်ထန်းထားသောအခြေခံဥပဒေတွေမှာပါတဲ့ပုံမှားတွေကိုပြင်လာမဟုတ်ဘူးဒီပုံမှားတွေကိုဘလို့အတိတ်ပဲဖွဲ့ရမှာဆိုတော့နောက်ထပ်ထပ်တိုးတဲ့ပုံမှားထည့်လိုက်တာအဲ့တော့ကျွန်တော်တို့က58စာလုံးအရာတမရဟာဘယ်သူကဖြစ်ခွင့်ရှိတယ်ဘယ်သူကဖြစ်ခွင့်မရှိဘူးဖြစ်တယ်ထားလိုက်အဲ့ဒါကြီးကိုပြင်မနေနဲ့မရှိသေးတဲ့ပုံမှားအဖြစ်ထပ်ထည့်လိုက်တမ်တဲ့ကတော့တမရသည်အဲနိုင်ငံသားအလုံးထုတ်ထိတ်များရရှိစီရမည်အုပ်ချုပ်ရေးဟိုအကြီးကြီးဖြစ်စီရမည်ဆိုရအောင်မပြင်းနဲ့အဲ့ဒီဥ ဲ့ဒီပုံမှားကိုကျင့်သုံးရရင်နော်ပြန်မရှိသေးတဲ့ပုံမှားတက်ထလိုက်နိုင်ငံတော်တမရသည်ပြည်တော်စုလွှတ်တော်တွင်မဲအများဆုံးရရှိသောနိုင်ငံရေးပါတီဥက္ကဋ္ဌဒီသဘောတူညီချက်ဖြင့်သာဆုံးဖြတ်ချက်များကိုချမှတ်စီသည်လို့ပြီးအဲ့ဒီချက်တက်ထလိုက်အဲ့ဒါဆိုရင်တမရဘာမှလုပ်စရာမလိုဘူးသူကဟိုဖဲကျိုးလေးတွေဖြတ်လိုက်ကလေးတွေချီတိုင်ဟိုနေရာသွားရင်တရားကြီးပြီးထားတဲ့ဟိုမင်းကုန်းကိုပြောလိုက်နေဖြစ်သွားပြီချီတိရအခြေခံဥပဒေကိုပြင်စရာမလိုဘူးအစ်စ်ထထင်ထဲ့ကျင်တော့ထဲ့လို့ရတယ်ပုံစံဖြစ်နေတယ် ဲ့ဒါမျိုးကိုသူတို့မမြင်ခဲ့တာတစ်ချက်နောက်တစ်ခုကတမတော် NLD ရောတခြားပါတီတို့မှာပြင်သစ်နေတိုင်းနေတာတွေကိုမပြင်ခဲ့တာတွေရှိတယ်ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ကအမေရိကန်လိုမဟုတ်ကိုကိုကိုအမေရိကန်လိုထင်းနေလို့မရဘူးလူနေမှာစစ်ကြေညာလို့ရှိရင်နဲ့ပြည်သူဟိုပြည်သူပြည်တော်စုတွတ်တော်ရဲ့တီးပြုတ်ကြကြမှာကစစ်ကြေညာလို့ရမယ်ဆိုတာဟာကြီးကနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်အင်မတန်ကိုအန္တရာယ်ရှိနေတာအမေရိကန်လိုနိုင်ငံကိစ္စမရှိဘူးသူတို့ကကူဝိတ်ကိုဝင်တိုက်တိုက်အာဖဂန်နစ္စတန်ကိုဝင်တိုက်တိုက ဟာအီရတ်ကိုဝင်တိုက်တိုက်တိုက်မယ်ဆိုတဲ့ဟာကိုသမ္မတအမိတ်မထုတ်ပြန်ခင်မှာလွှတ်တော်ကိုတင်ပြီးတော့ကွန်ဂရက်ကဒီပြူလာမပြူလာဆုံးဖြတ်ဆုံးဖြတ်ရုံမကားလို့ဝင်တိုက်ခံရမဲ့ကောင်ကတိနေလဲဘာမှတော့လို့မရဘူးလွှတ်တော်ဟိုအခြေခံပြီးလွှတ်တော်မှာတင်နေတွေကနှစ်ပတ်လောက်တင်လို့မှကြာပြီးမှဝင်တိုက်လဲအတိုက်ခံရတဲ့ကောင်ကခံရမှာပဲကျွန်တော်တို့နိုင်ငံမှာကထားပါတော့ တခြားနိုင်ငံတနိုင်ငံနဲ့စစ်ဖြစ်လို့ဝင်တိုက်မင်းဆိုအဲ့ဒီနိုင်ငံကိုတိုက်တယ်လားမတိုက်ဘူးလားဟိုကဟိုနိုင်ငံကိုလာကြည့်ကြော်စော်ကားနေပြီကိုကတိုက်တယ်လားမတိုက်တယ်လားပြောင်းစုလို့တော့ section ချိရချင်းများလာလို့ပေါ့အဲ့ဒီမှာလဲတိုက်တယ်မာတယ်မတိုက်တယ်မာကိုနှစ်ရက်သုံးရက်လောက်ဆွေးနွေးရင်မကျွန်တော်တို့စီကိုတခါလေဟိုရန်ကုန်မန္တလေးကိုနေပြီးတော့ဘုံညာကြသွားပြီကိုကအဲ့လောက်ကြီးဖြစ်နေတာပေါ့အဲ့တော့တချို့နေရာတွေမှာကြာရင်ကျွန်တော်တို့ကသမရဥစ္စာအုပ်ချုပ်တဲ့ဟာတော့မှန်တယ်ဒါပေမဲ့အမေရိကန်ပုံစံအတိုင်းတော့ ဘွားပြီးတော့တွတ်တော်အတီးပြူချက်ရမှစစ်ကြင်ညာလို့ရမယ်ဆိုတာကတော့ကိုယ်တွေ့တာကိုယ်ပေရင်းကိုတူးတူးလို့ဖြစ်နေတယ်။နောက်တစ်ခုကတချို့အားကြတော့စစ်ကြင်ညာဘလို့လုတ်ဆရာမလို့ပဲနဲ့လေစစ်ကြင်ညာတဲ့ပုံစံမျိုးဖြစ်သွားတာမျိုးလည်းရှိတယ်။အဲ့ဒါကြတော့ကျွန်တော်ကလွတ်တော်မှာလည်းမဟုတ်ဘူး။ကက်ဘိနက်ထဲမှာတော့မှတမရနဲ့တမရကကိုစစ်ကြင်ပဲလူလေးသုံးလို့ရောက်လို့နဲ့ပဲဆုံးဖြတ်မှာမျိုးရှိဥမာကျွန်တော်တို့ရန်ကုန်မန္တလေးနေပြည်တော်မှာဖောက်ခွဲပြက်စီးတွေတုပ်ဖို့ကောင်းရံ့ဖွဲ့စည်းတွေကလာနေတယ်။အဲ့ဒီလာတဲ့ဟာတွေအကုန်လုံးကိုတကယ်ဖြစ်အားပြည့်တဲ့လက်နက်တွေကိုထားပါဥမာ ဟိုဟာမဲဆောက်ပါရှိတယ်ဂိုဒေါင်တစ်ခုထဲမှာရှိပြီကျွန်တော်တို့ဘက်ကတရင်အတိကျရတာပဲဒါပေမဲ့အဲ့ဒီတိကျရတာတဲ့ဂိုဒေါင်သူများနိုင်ငံထဲမှာရှိတယ်အဲ့ဒါကိုသွားဖြတ်စည်းလို့ရှိရင်ကျွန်တော်တို့ကသူများနိုင်ငံကိုကျွကျော်တဲ့ပုံစံမျိုးဖြစ်မယ်ဆိုရင်ပြုတ်တော်မှာတင်းနေလို့လည်းမရဘူးတရားဝင်လဲကျွန်တော်တို့လို့မရဘူးကိုပုံစံနဲ့ပူရဘူးကိုကကိုလက်ပါချင်းရပြီးတော့အဲ့ဒီဘူတော်ကိုဖြတ်စည်းဖို့ကိုလူလွတ်ပြီးသွားဖြတ်ရမှာအဲ့ဒါကိုသွားဖြတ်တယ်မဖြတ်တယ်သူများနိုင်ငံနဲ့ကိုလွတ်မယ်ဆိုတော့ကျွန်တော်လွတ်တော်လဲတင်းနေလို့မရဘူးကျွန်တော်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ တဘာဝတတိဖြစ်တိမှုအရာကိုတချို့ဟာတွေကလွတ်တော်မှာမတင်မဲနဲ့လုံမှာဘူးတိုင်းပြည်ရဲ့ကာကွယ်ရေးကိုလုံလို့ရပါကျွန်တော်တို့ကနိုင်ငံထဲကိုမရောက်ခင်မဲဆောက်မှာရှိတဲ့ဂိုဒေါင်တစ်ခုကိုဖျက်လိုက်တာပြီမြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးပြည်ကြီးတွေမှာရှိတဲ့လူအများကြီးရဲ့အသက်ကိုကယ်လိုက်နိုင်ငံဖြစ်နေလို့လုံတဲ့ရင်ကျွန်တော်လုံအောင်ပါပဲအဲ့ဒါမျိုးကလုံဖွင့်ရရှိမနေဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံအခြေခံတွေမှာပြင်သင်းပြင်ထိုက်ထားတွေကိုကြတော့ပြင်ရမှာမမြင်မဲနဲ့တမနာဖြစ်ရေးဟလာတမတော်ဖေထုံရေးဆိုတာတွေပဲလုပ်နေတိုင်းသားတွေကကြတော့လေ ကိုတိုင်းကတင်တဲ့လူလူမျိုးဖြစ်ရဲဆိုတော့အဲ့လိုအကျိုးစီးပွားတွေပဲတွေ့ရတယ်။တနိုင်ငံလုံးရဲ့လူမျိုးရဲ့အကျိုးစီးပွားတွေပြင်းပြင်းထန်ထန်တွေပြမှုကြံတာတွေကိုကြတော့တော်တော်လေးပေါ့။ UDP မသွားခဲ့တာရှိ။ဟုတ်ကဲ့။တော်တော်လေးလည်းပြည့်စုံသွားပါပြီ။အဲ့တော့နောက်ဆုံးမေးခွန်းလေးပါ။ကျွန်တော်တို့ရုပ်ောက်ပွဲကလည်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မဖြစ်မနေဖြတ်ကျော်ရမယ်။တော်တော်သည့်ပေါ်လာမယ်။စိုးရသည်လည်းပေါ်လာမယ်။အဲ့တော့လာမယ့်ကျွန်တော်တို့ဒီအနာဂတ်ကာလအတွက်ပေါ့။အဲ့ဒါနဲ့ပတ်သက်ရောကိုရင်းနေဝင်ရဲ့အမြင်လေးသိချင်ပါတယ်။အနာဂတ်ကာလအတွက်ပြောမယ်ဆိုလို့ရှိရင် အခုကတချို့ကထင်ကြတာပေါ့လေဒီရွေးကောက်ပွဲပြီးလို့ရှိရင်ဟိုအစိုးရရောတပ်မတော်ဒီပေါ်မှာစန့်ကျင်နေတဲ့လူတွေအတွက်ကဘာမှလွတ်ခွင့်မရှိတော့ဘူးဖြစ်သွားပြီဒါကတော့ပြီးသွားပြီဆိုတာအမှန်တမ်းပြောရရင်တို့လွတ်ခွင့်မရှိတော့ဘူးဆိုတာအခုမှမဟုတ်ပါဘူး2021ခုနှစ်ဟိုဖေဖော်ဝါရီလကတည်းကအာနာထင်းလိုက်ကတည်းကပြီးသွားတာဘာနဲ့တူနေလဲဆိုလို့ရှိရင်တို့ကမင်္ဂလာပွဲတစ်ခုပေါ့နော်မင်္ဂလာပွဲတစ်ခုပါဂဲဖို့မရလို့ ခင်းနေလိုက်ပေါ့မှုဆိုပဲရှိတာဒီမင်္ဂလာပွဲကြီးကိုပြက်သွားလောက်အောင်သူတို့သားကိုလဲလိုက်နိုင်လောက်တဲ့အနေထားဘယ်တော့မှမရှိတဲ့အဲ့လိုနည်းနည်းလေးအနောက်ရှက်ဖြစ်အောင်ခင်းနေလိုက်ပေါ့တဲ့အနေထားမျိုးပဲရှိနေတာသို့သောအဲ့ဒီခါကလည်းအရေးမကြီးဘူးလားဆိုတော့အရေးကြီးတယ်အစိုးရရန်နေရာကြီးကိုတုံ့ထုတ်သွားအောင်ပြုတ်ကျသွားအောင်လည်းမလုပ်နိုင်ပေမဲ့လေကျွန်တော်တို့ဒီတိုင်းပြည်မတူမညီဖြစ်တဲ့ဟာကြနောက်ပဲစလုံးမှာကျွန်တော်တို့သိချင်းပြည့်စည်ခဲ့ရတာပြည်သူလူထုရဲ့အသက်တွေတော့အများကြီးလို့ပေးဆက်ခဲ့ရတယ်။အဲ့တော့နိုင်ငံရဲ့အခင်းကျင်းကို ဘာမှအရေးမကြီးဘူးဆိုပေမဲ့ပြည်သူတွေအသက်တွေအများကြီးတော့ထင်းထင်းရဲ့ဟိုကဖြစ်သွားရရှိတယ်။အဲ့တော့အဲ့ဒီဟာမျိုးကိုတော့ကျွန်တော်ကယော့သွားလိမ့်မယ်လို့ဟိုမျှော်လင့်တာပေါ့လေ။ကျွန်တော်ယော့သွားမယ်ဆိုပေမဲ့လည်းယာနုံးကြီးအလုံးစုံတော့ယော့သွားမှာမဟုတ်ဘူး။ဒါလို့ကျွန်တော်တို့ကငွေကလေးကရှိတယ်လို့ဟိုကျွန်တော်တို့နိုင်ငံစတဲ့ငွေဖွားကလေးကပြည်တွင်းတောင်းရမှုဆိုတာနဲ့ဖက်ပြီးကြီးလာခဲ့တာ။ဘယ်တော့မှမှကျွန်တော်တို့ကဖြစ်သွားလိမ့်မယ်မဟုတ်ဘူး။ဒါလို့လည်းဆိုဒုတိယတချို့ကဇပွဲပေါ်မှာဇပွဲဝိုင်းနဲ့ဆွေးနွေးလို့ရတယ်လို့ပြောပေမဲ့လို့ တချို့တချို့ဆိုကိစ္စတွေကလူမျိုးရေးကိုအခြေခံနေတာလည်းမဟုတ်ဘူးဥပမာလူမျိုးရေးဆိုတာကချင်ဖရဲကရင်ချင်းလူမျိုးတစ်ခုရဲ့အကျိုးစီးပွားကိုကြောင်းလို့ပြောပေမဲ့လူမျိုးရေးဟုတ်မလို့အယူပါဒအရဆိုလို့ရှိရင်လည်းဟလာဟိုဘာဘီကွန်မြူနတီပါတီဆိုရင်ဒါကွန်မြူနတီဝါဒအရလုပ်တယ်လို့ပြောအယူပါဒအရလည်းမဟုတ်ဘူးလူမျိုးရေးအရလည်းမဟုတ်ဘူးအဲ့ဒါဒစိဒေတာပဲမှာတဲ့ channel ဟာကြီးတော်တော်များများပြည်ရင်းတောင်းရမှုဟာဟိုပုဂ္ဂိုလ်ရေးအကျိုးစီးပွားပဲအဲ့တော့စပွဲပေါ်မှာပြောလို့မူပါဒအားဖြင့်လက်ခံပြီးတော့အားလုံးအဆင်ပြေသွားမယ်ဆိုရင်တော့မှအဆင်ပြေတော့အပေါ်ပဲအဆင်ပြေပါ အကျိုးစီးပွားလုပ်နေတဲ့ဟိုမှာဒေဂျေတောင်းတာအစသစ်ခုတ်တာအစဆက်ပြီးဒါအတမိုးဝမ်းကြောင်းနေနဲ့ရှိတဲ့ဟာတွေကတော့သူ့အနေထားနဲ့သူကတော့တိုင်းပြည်က decisive victory ပေါ့လေအလုံးစုံအနိုင်ရပြီးတော့ချိန်မိုးနိုင်မှုမရှိသေးရရတော့တိုင်းပြည်ငင်းငယ်ရဖြစ်လာမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့လာရောက်ပြီးတော့တို့တို့တေချာအသေးစိတ်ဆွေးနွေးပေးတဲ့ကိုကြီးနေဝင်အောင်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ရောဂါပုံမှန်တို့အတန်အစီအစဉ်ကိုဒီမှာပဲရန်လာပါမယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်